Facebook သုံးတဲ့သူတိုင်းဒီပြဿနာကိုခဏခဏတွေ့ရလိမ့်မယ်လို့ထင်တယ်။အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်တမိစားနှစ်ယောက် Facebook ကောက်တစ်ခုတည်းကို၂ယောက်သုံးတာမျိုးတွေမှာနောက်ပိုင်းမှာအဆင်မပြေတော့တဲ့အခါမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ရည်စားကောင်လေးကပဲဖြစ်ဖြစ်ကောင်မလေးကပဲဖြစ်ဖြစ်ကိုယ့်ရဲ့အကောက်ထဲမှာမကောင်းတဲ့ post တွေတင်တာမျိုးတွေလည်းကြုံရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ တွေ့လဲတွေ့နေရတယ်ဗောနောနောက်တစ်ခုကကျော်ရဲ့ Facebook အကောင့်ကိုသူများကိုယုံယုံကြည်ကြည်နဲ့ပေးလိုက်တာမျိုးတွေနောက်ပြီးတော့ကိုယ့်ရဲ့ Facebook password ကိုသိနေလို့ခဏခဏဝင်ကြည့်နေတဲ့သူတွေလည်းရှိတယ်ဗောနောဒါမျိုးတွေကိုကြုံနေရတယ်ဆိုလို့ချင်တော့ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါဒီဗီဒီယိုလေးကိုကြည့်လိုက်မယ်ဆိုလို့ချင်တော့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ Facebook အကောင့်ကိုဘယ်လိုကာကွယ်ရမလဲဆိုတာကိုသိသွားမှာပဲဖြစ်ပါတယ် တကယ်လို့ကိုယ့်ရဲ့ Facebook account ကိုတခြားသူကခိုးယူသွားတဲ့အချိန်မျိုးမှာဆိုလို့ချင်းကိုယ့်အနေနဲ့ဘာမှအဲနေမရထိုင်မရအောင်ဖြစ်နေမဲ့အစားဒီအချက်၃ချက်ကိုလုပ်လို့ရတယ်ဆိုတာကိုကျွန်တော်ပြောချင်ပါတယ်ပထမတစ်ချက်ကကြတော့ကိုယ့်ရဲ့ဒီ Facebook account ထဲကိုဖုန်းနံပါတ်အသစ်တောင်းထည့်လိုက်တာမျိုးတွေလုပ်ရမယ်ဒုတိယတစ်ချက်ကကြတော့ password အသစ်ချိန်လိုက်တာမျိုးတွေလုပ်ရမယ်ပေါ့နော်အဲပြီးလို့ချင်းကျော် Gmail အသစ်တွေပြောင်းလဲတာမျိုးတွေဒါမျိုးတွေလုပ်ဆောင်လို့ရပါတယ်ပေါ့နော် နောက်ဆုံးလှုပ်ဆောင်လို့မရတဲ့အဆုံးမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ Facebook အကောင့်ကိုယာယီပိတ်လိုက်တာမျိုးတွေလုပ်လို့ရပါတယ် Okay ဒီကနေ့ဒီဗီဒီယိုမှာကျွန်တော်ကရှေ့ကနှစ်ချက်ကိုဟာတော့ကျွန်တော်မပြောပြတော့ဘူးနောက်ဆုံးတစ်ချက်ဖြစ်တယ်ကိုယ့်ရဲ့ Facebook အကောင့်ကိုယာယီဘယ်လိုပိတ်ရမလဲဆိုတဲ့အချက်ကိုကျွန်တော်မျှဝေပြီးသွားခြင်းပါတယ်ဒီဗီဒီယိုလေးကိုဆုံးထိကြည့်မယ်ဆိုရင်တော့ကိုယ့်ရဲ့ Facebook အကောင့်သူများလက်ထဲကိုရောက်သွားတဲ့အခါမှာဆိုလို့ချင်းဘယ်လိုကာကွယ်ရမလဲဆိုတာကိုသိသွားမှာပဲဖြစ်ပါတယ် Okay ဒီဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြည့်ချူလိုက်ပါ ောက်ဆုံးအနေနဲ့ကျွန်တော်တို့ကမိမိရဲ့ Facebook account ထဲကိုဝင်ပေးလိုက်ပါ Facebook account ထဲကိုရောက်လာပြီဆိုရင်တော့ကျွန်တော်ဒီဘေးကမိမျိုးသားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးလို့ချင်တော့ကျွန်တော်အပေါ်ကိုနည်းငယ်ဆွဲလိုက်ပါဒီမှာပေါ့နော်ကျွန်တော်ဒီ setting and privacy ပေါ့နော်အခုကျွန်တော်ပြတဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပြီးတော့ချင်ဟိုအပေါ်ဆုံးမှာကျွန်တော်ဒီမှာလူရုပ်ကလေးနဲ့ပေါ့နော်ဆက်တင်ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ အိုကေပြီးသွားပြီဆိုတော့ကျွန်တော်ကဘယ်ကိုဝင်ရမလဲဆိုတော့ဒီမှာ CMO in account center ဆိုတဲ့အခုကျွန်တော်ပြတဲ့ဒီနေရာလေးကိုထောက်ဝင်ပေးလိုက်ပါ Okay ဒီနေရာကိုရောက်လာပြီဆိုရင်တော့ကျွန်တော်ကအပေါ်ကိုဒီမှာပေါ့နော် personal detail ဆိုတဲ့နေရာရှိတယ်เนาะအပေါ်နဲ့ငယ်ဆွဲလိုက်ပြီဆိုလို့ချင်းဒီမှာ personal detail တဲ့ကိုဝင်ပေးလိုက်မယ်เนาะ Okay ဒီနေရာကိုရောက်လာပြီဆိုရင်တော့ကျွန်တော်ကပါလို့ရမယ်ဆိုတော့ဒီအောက်မှာ account 1 check and ဆိုတဲ့ control ဆိုတဲ့ဒီနေရာလေးပေါ့နော် အခုကျွန်တော်ပြတဲ့ဒီမှာပေါ့နော်ကျွန်တော်မြပြတဲ့ဒီနေရာလေးကိုထပ်နေပေးလိုက်ပါ Okay ပြီးသွားပြီဆိုရင်တော့ကျွန်တော်ကဒီမှာနှစ်နေရာရှိတယ်ကျွန်တော်အောက်ကဒီကောက်ကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင်တော့မိမိရဲ့ Facebook ကိုထပ်နှိပ်ပေးလိုက်ပါပြီးတော့ကျွန်တော်အပေါ်ဆွဲလိုက်အောက်မှာ delete account ဆိုတာရှိတယ်ဗျာအဲ့ဒီနေရာလေးကိုကျွန်တော်အဆက်ကလေးပေးလိုက်ပါပြီးရင်တော့ကျွန်တော်အောက်က continue ဆိုတဲ့နေရာလေးကိုထပ်နှိပ်ပေးလိုက်ပါ โอเคဒီနေရာမှာကျွန်တော်ဒီမှာပေ့တွေပေါ့နော်ကျွန်တော်ဖွင့်ထားတဲ့ပေ့တွေပါပြတ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပြတာဖြစ်ပါတယ်โอเคပြီးလို့ကျွန်တော်ကျွန်တော်ဒီမှာ continue ဆိုတဲ့အခုစာတန်းပြလေးပေါ့နော်ကျွန်တော်မြပြတဲ့ဒီနေရာလေးကိုထားနေပေးလိုက်ပါโอเคဒီနေရာမှာကျွန်တော်တို့ကဘာကိုရွေးထားရမလဲဆိုတော့ဒီဟိုဒီ I had a private ဆိုတဲ့နေရာလေးပေါ့နော်ဒီကောက်လေးကိုကျွန်တော်ရွေးလိုက်ပါနော်ရွေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အဲ့မှာ continue ဆိုတဲ့ဒီနေရာလေးကိုထားနေပေးလိုက်ပါ ပြီးရင်တော့ကျွန်တော်ဒီမှာအဲ continue ပေါ့နော်ထပ်ပြီးတော့ continue ဆိုတာကိုထပ်နေပြလိုက်ပါ Okay ဒီနေရာမှာကျွန်တော်ကဒီမှာပေါ်နည်းငယ်ထပ်ဆွဲလိုက်ပါ Okay ကိုယ့်ရဲ့အောက်ကိုတေချာသွားပြီလားပေါ့နော်ဖြတ်မှတေချာသွားပြီလားဆိုတာကိုသူမေးထားတာဖြစ်ပါတယ်ပေါ့နော် ပြီးတော့ကျွန်တော်ဒီမှာအပေါ်ဆွဲမယ်ဒီမှာသူပြထားတယ်ကိုယ့်ရဲ့ဒီ Facebook ထဲမှာတင်ခဲ့တဲ့အရာတွေကို download ဆွဲမလားပေါ့နော် download ကျူအာ information ပေါ့နော်ဒီမှာ အပုံ73ပုံနဲ့ပုံ26ပုံရှိတယ်ဆိုတော့သူကအတိတ်ကြပြထားတာဖြစ်ပါတယ်။ Okay ထပ်ဆွဲကြည့်ပါ။ Okay ထပ်ဆွဲပြီးဆိုလို့ချင်တော့ဒီအောက်မှာကျွန်တော် continue ဆွာလေးရှိတယ်ထပ်နှိပ်ပေးလိုက်ပါ။ Okay ဒီနေရာမှာကျွန်တော် Facebook အကောင့်ရဲ့ password ကိုပေးရမှာပဲဖြစ်ပါတယ်။ဒါဆိုလို့ချင်တော့ကျွန်တော် Facebook အကောင့်ရဲ့ password ကိုပေးလိုက်ပါမယ်။ ိုယ့်ရဲ့ Facebook account password ကိုပေးပြီးသွားပြီဆိုတော့ဒီမှာ continue ဆိုလေးထွက်လာပါလိမ့်မယ်။ continue ဆိုလေးကိုနှိပ်ပြလိုက်ပါ။ Okay ဒါဆိုရင်တေးကြသွားပြီလားဗောနော်။ဒီမှာဒီမှာ confirm ပါညာဗောနော်သူမေးထားတယ်။ဒီမှာဗောကျွန်တော်ရဲ့ကျွန်တော်ပြောပြမယ်နော်။ဒီ account ကိုယာယီပိတ်တာလို့ပြောရမယ်ဗောနော်။ပထမအဆုံးအနေနဲ့ကျွန်တော်ယာယီပိတ်တာတကယ်လို့မိတ်ဆွေကဒီရက်30အတွင်းမှာပေါ့နော်ရက်30အတွင်းမှာစိတ်ပြောင်းလဲပြီးတော့ကိုယ့်ရဲ့ Facebook account ထဲကိုပြန်ဝင်မယ်ဆိုရင်တော့ဝင်လို့ရတယ် တကယ်လို့ရက်30ထက်ကြော့သွားပြီဆိုလို့ကျွန်တော်ကိုယ့်ရဲ့ Facebook account ကိုဒီကျော်တီ Facebook king ကနေပြောမှာတခါတည်းအပြီးပိုင်ဖျက်လိုက်မှာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့ကဒီကြားထဲမှာရက်30မပြည့်ပဲနဲ့ကိုယ့်ရဲ့ Facebook account ထဲကိုဝင်မယ်ဆိုရင်လည်း Facebook ကပြန်လဲပြီးတော့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်တကယ်လို့ယဒီပြတ်ပေါ့နော်ကျော်ဖျက်ရှင်နေဆိုရင်တော့ရက်30အတွင်းကိုကျော်ရဲ့ Facebook account ထဲကိုမဝင်ပါနဲ့တကယ်လို့ဝင်ခဲ့မယ်ဆိုရင်တော့မပြတ်ပါဘူးပေါ့နော်အစအတိုင်းပဲကျော်ပြန်လောက်ရမှာပဲဖြစ်ပါတယ် โอเคဒါဆိုလို့ချင်းကျွန်တော်က Facebook ကောက်ကိုယာယီပိတ်တယ်ပေါ့နော်ဒါယာယီပိတ်တဲ့သဘောပါတကယ်လို့ရက်30ကျော်သွားရင်တော့ကျွန်တော်မရတော့ဘူးပေါ့နော်အပြီးပိုင်းပြတ်သွားမှာဖြစ်တယ်ရက်30မရောက်ခင်မှာဆိုလို့ချင်းပြန်ဝင်ပေးရမယ်ပေါ့နော်ကိုကမဖြတ်ဘူးဆိုရင်ပေါ့နော်โอเค delete account ပေါ့နော်ဒီအခုကျွန်တော်ပြတဲ့ delete account ဆိုတာလေးကိုနှိပ်ပေးလိုက်ပါโอเคအခုလိုလေးပေါ့နော် pre login ပညာစိပြသွားပြီဆိုတော့ဒါကိုယ့်ရဲ့ Facebook account ကအပြီးပိုင်းပြတ်သွားပြီပဲဖြစ်ပါတယ် โอเคမိတ်ဆွေတို့အားလုံးအနေနဲ့ကိုယ့်ရဲ့ Facebook ကောက်ကိုဘယ်လိုကောက်ရမလဲဆိုတာကိုသိသွားပြီပဲဖြစ်ပါတယ်ဗောနောပထမဆုံးတစ်ချက်ကကျော်ဒီ Facebook မှာကိုယ့်ရဲ့ကောက်ကိုတခြားသူဝင်လာတယ်ဆိုရင်အများဆုံးလှုပ်ဆောင်ရမှာက Facebook မှာပို့တင်ဖို့ဗောနောပို့တင်လိုက်ပါကျော်ရဲ့ Facebook ကောက်ဗောနောတခြားသူရဲ့လက်ထဲကိုရောက်သွားတဲ့အတွက်ကြောင့်မလို့ဒီကောက်ကစာတွေပို့လာတယ်စက်တွေရှိလာတယ်ဆိုရင်တော့ဒါလုံးဝကိုကျွန်တော်မဟုတ်ဘူးဆိုတဲ့အကြောင်းပါညာပို့ရင်တင်ပြီးလို့ချင်းကျော် password တွေကိုအများဆုံး share ဂျီမေးတွေကိုအမြန်ဆုံးပြောင်းလဲပါဒါဆိုလို့ချင်တော့ကျွန်တော်ရဲ့ Facebook account ကကျွန်တော်ရဲ့လက်ထဲကနေပြမှာသူ့ရှီကိုရောက်သွားမှာမဟုတ်တော့ဘူးဒုတိယတစ်ခေါက်နောက်ဆုံးအနေနဲ့ကကျွန်တော်ကျွန်တော်ပြောရမလဲဆိုသူ့ရဲ့ဖုန်းနဲ့ဝင်ထားတာပါမျိုးစားလက်ဆိုတာကိုစစ်ဆေးစစ်ဆေးလိုက်လို့တွေ့ရင်အဲ့ဒီဖုန်းကိုကျွန်တော်ဖယ်ထုတ်ပလိုက် delete လုပ်ပလိုက်နောက်တစ်ခုကကျွန်တော်ဒီ password အသစ်ချိန်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Facebook account ကိုတခြားသူရဲ့လက်ထဲကိုရောက်သွားမှာမဟုတ်ပါဘူးပေါ့နော်။ Okay ဒီနေ့တိုင်းလေးကမိတ်ဆွေတို့အတွက်အကျုံးဝင်မယ်လို့ထင်တယ်။ အကျိုးရှိမဲ့ဆိုလို့ချင်တော့တခြားသူတွေသိအောင်แชร์သွားပေးလို့ရပါတယ်။သိချင်တဲ့အကြောင်းအရာနားမလည်တဲ့အကြောင်းအရာတွေရှိခဲ့မှဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်ရဲ့ comment အောက်မှာမေးခဲ့လို့ရပါတယ်။ Okay နောက်ထပ်ဗီဒီယိုအစ်မပြန်တွေ့ကြမယ်။